15ရက်6လ2025မှသည်15ရက်9လ2025တောက်ကြသားသမီးနဲ့ပတ်သက်တဲ့တက်လာတာကံကြမ္မာများကိုတင်ပြပေးသွားမှာဖြစ်ပါလေဗျာဒါမင်္ဂလာပါဗျာကျန်ညိမမပြီပါဒီနေ့15ရက်6လ2025မှသည်15ရက်9လ2025 တောက်ကြတာသမီးနဲ့ပတ်သက်တဲ့တက်လာတာခံကြမှာများကိုတင်ပြပေးသွားမှာဖြစ်ပါလေဗျာ။ဒါကြောင့်15ရက်6လ2025မှာဒီ15ရက်9လ2025တောက်ကြတာသမီးနဲ့ပတ်သက်တဲ့တက်လာတာခံကြမှာများကိုတင်ပြပေးသွားမှာဖြစ်ပါလေဗျာ။ဆရာကြီးမြန်မာပြည်မှာရှင်ညာမီမိသားစုကကြိုးစားပါလေဗျာ။နောက်အရာလေးတစ်ချက်ရှိတယ်။ဒါတောက်ကြတာသမီးတွေအိုးဝင်လောက်ကန်တဲ့ပတ်သက်တဲ့ဒီအချိန်မှာဒီအချိန်မှာကိုယ်ရကိုတီတာမဟုတ်တဲ့တခြားရတီတာတွားရောက်လောက်ကန်တဲ့ ိုးရင်လောက်ကန်နဲ့ပတ်သက်တဲ့ပွင့်လန်းပြီးကိုယ့်ရကိုယ်တည်တယ်မှာတော့ငွေကြီးနဲ့ပတ်သက်တဲ့အဆင်မပြေတတ်ပါဘူးဗျာဒါကြောင့်အိုးရင်လောက်ကန်နဲ့ပတ်သက်တဲ့အိမ်ဆောက်ခြင်းတဲ့လူအလောက်ကန်မရှိတဲ့လူအလောက်ခေါ်တာမကြသေးတဲ့လူနိုင်ငံခြားသွားခြင်းတဲ့လူအိုးရင်လောက်ကန်နဲ့ပတ်သက်တဲ့ပွင့်လန်းခြင်းတဲ့ပုံကိုမြည်သည့်တောက်ကြသားသမီးဆိုဒီချိန်မှာဖြင့်ဒီလမှာဖြင့်တော့ခင်ဗျပေးချမ်းကျော်လေးတစည်းကိုတောက်ကြမြောက်ရလှည့်ပြီးမှစားပြီးမှဆိုတော့အတင်ပေးချမ်းကျော်လေးတစည်းလောက်စားအဲအတင်ပေးချမ်းကျော်လေးရေကျွန်တော်လေးအလောက်ကန်မကောင်းဘူးဗျာအလောက်ကန်ကောင်းခြင်းတယ် ျွန်တော်ဘယ်နေရာမှာအလုပ်တွေသွားလုပ်ချင်တယ်အဲ့ဒီကိစ္စတွေဆင်ပြေချင်းတယ်ကုလောလောကတော့အလုပ်တွေပိတ်နေတယ်ပိတ်နေတဲ့ကိစ္စပွင့်နေတယ်အိမ်လေးလဲစောက်ချင်တယ်ဗျာအိမ်စောက်ချင်နေတဲ့အခွန်းလမ်းนี่ပုံမဖြစ်မယ်တားလေးကအလုပ်ခေါ်တာလေးတွေမလာသေးဘူးအလုပ်ခေါ်တာလာမှဖြစ်မှာကျွေးမလေးကနိုင်ငံရောက်သွားချင်တာအဲ့နိုင်ငံရောက်သွားချင်တယ်နီးလေးရလဲမွေးနေလေးအလူလေးလုပ်ချင်တာဗျာအလူတွေအဲ့ကိစ္စတွေရင်းတော့မှပိတ်ဆို့နေတယ်ကျွန်တော်မှပိတ်ဆို့နေတဲ့အလုတ်ကိုင်းနဲ့ပတ်သက်တဲ့အလုတ်ခေါ်သားတွေနဲ့ပတ်သက်တဲ့အိမ်နဲ့ပတ်သက်တဲ့နိုင်ငံခြားနဲ့ပတ်သက်တဲ့အလုတ်နဲ့ပတ်သက်တဲ့ပိတ်နေတာကြီးပွင့်နေတာအများဆုံးပွင့်အောင် အတင်ပေးချမ်းကျော်လေးကကုညီဆောက်ရတော်မူပါဆိုတဲ့ကြောင်းတောက်ကြမြောက်ရကိုလှည့်ပေးချမ်းကျော်လေးစပြီးမှဆူတောင်းမယ်ဆိုရင်တင်းတို့မှာပိတ်ဆို့နေတဲ့အိုးရင်လိုက်ခွင်များဆူတောင်းပြီးတဲ့အချင်း၄နာရီရဲအပြင်၃ရက်အတွင်းပွင့်လန်းသွားမှာဖြစ်ပါလေဗျာဒါကြောင့်အိုးရင်လုကန်ပိတ်ဆို့နေတဲ့တောက်ကြသားသမီးအားလုံးဟာအလုတ်ကိုင်းနဲ့ပတ်သက်တဲ့ပွင့်လန်းလို့ကျင်တော့တောက်ကြမြောက်ရကိုလှည့်ပေးချမ်းကျော်လေးဒီဒီလောက်စပြီးဆူတောင်းမယ်ဆိုရင်တင်းတို့မှာပိတ်ဆို့နေသောအလုတ်ကိုင်းများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါလေ မန်နီပသက်နဲ့ပတ်တယ်မှာကိုရကုဒေတာမှာကိုယူရမြောင်းမှန်းတယ်လို့မရတတ်ဘူး။ယာယီလွဲချုံနေတယ်လို့ဖြစ်တတ်တယ်ပြု။ငွေနဲ့ပတ်တယ်မစီတဲ့ကိစ္စမှာဘလောက်ရကြအလိုဆန္ဒမပြည့်တတ်ဘူးလို့ဆိုရပြ။ဒါကြောင့်ငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စလေးတွေအစီအပြေချင်းနဲ့တောက်ကြသားသမီးအားလုံးကစနေတော့အနောက်တောင်တော့လှဲ့။အမြန်နွားနိုးလေးတောက်ပြီးမှဆူတော့အတင်နွားနိုးလေးကျွန်တော်ငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စလေးအစီမပြေဘူးပြပြေးချင်းနဲ့ကျွန်တော်အပြေစင်းနဲ့ခွန်လန်းနေပေါ်အကူကြီးစောင့်ချောက်ပါဆိုတဲ့အကြောင်း စနေတော့နောက်တောင်တော့လှဲ့ပြီးမှနွားလူလေးကိုတောက်မယ်ဆိုရင်တင်းတို့မှာပိတ်ဆို့နေငွေကြီးများအများဆုံးပွင့်လန့်သွားမှာဖြစ်ပါတယ်စနေတော့လှဲ့ပြီးမှအတင်းနွားလူလေးရဲ့ကျွန်တော်လေးငွေနဲ့ပတ်သက်တဲ့ကိစ္စကျွန်တော်လိုးနေတယ်ကျွန်တော်အကျွေးပေးစရာရှိတယ်အကျွေးစရာပေးစရာရှိတာဘလောက်ကျွန်တော်ရစရာလည်းရှိတယ်အကျွေးတွေကအရတဲ့ရှိတာဘလောက်ကျွန်တော်လိုချင်တဲ့ပတ်သက်လည်းရှိတယ်ဘလောက်အဲ့ဒီပါလေးတွေကပိတ်နေတော့ကျွန်တော်လိုချင်တဲ့ပတ်သက်နေတဲ့ကြောင်အကျွေးတွေလည်းဆက်နေအောင်ကျွန်တော်ရစရာရှိတဲ့ကိစ္စလေးရအောင်အများဆုံးအဆင်ပြေအောင် အသိနွားနုလေးကကုညီစောက်ကြောက်တော်မူပါဆိုတဲ့အကြောင်းစနေတောင်းအနောက်တော်တော်လွဲပြီးနွားနုလေးတစုံလောက်တောက်ပြီးမှဆူတောင်းမလားနွားနုလေးကိုင်းပြီးမှစနေတောင်းအနောက်တော်တော်လွဲပြီးဆူတောင်းပြီးမှတစုံတယောက်သောသူအစာအာဟာရကုသိုလ်လေးပြုမလားပြုမယ်ဆိုရင်မှတင့်မှာပိတ်ဆိုနေတဲ့ငွေကြီးများအမြန်ဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ဒါကြောင့်အဲဒီခင်ဗျငွေကြီးနဲ့ပွင့်လန်းလို့တဲ့လူကစနေတောင်းအနောက်တော်တော်လွဲနွားနုလေးကိုတောက်ပြီးမှဆူတောင်း ဒါမှမဟုတ်စုတောင်းမိမှတသုံးတယောက်တို့သူတို့အစကုသူအစာအာဟာရကုသူပြုလွင်မယ်ဆိုရင်တင်းတို့မှာပိတ်ဆို့နေငွေကြီးများအများဆုံးပွင့်လန့်သွားမှာဖြစ်ပါတယ်ဗျာကိုသွားခြင်းတဲ့ခီးကိုပြောခြင်းတဲ့စကားအမှန်သွားခြင်းတို့သွားခွင့်ပြောခြင်းတို့ပြောခွင့်မရဘူးပြောအဲအကြောင်းခင်ဗျကိုနဲ့နိနေဆက်သက်တဲ့တရားသီးလေးကိုဂိုင်းဗုဒ္ဓတောင်ရကိုလှည့်လှည့်ပြီးမှတရားသီးလေးဂိုင်းပြီးမှစုတောင်းအတင်းတရားသီးလေးအာကျွန်တော်စိတ်တင်ညင်းနေတယ်ဗျာကျွန်တော်ညင်းရတဲ့အကြောင်းတွေကတော့ကျွန်တော်ကပတ်သက်မရှိဘူးအလုပ်ကံမကောင်းဘူးအယောင်ဝင်မကောင်းဘူး အိမ်မှာပူညာပူညာဖြစ်နေတယ်အဲဟိုနိုင်ငံရသွားမဂီးသင်းတွေပြက်နေတယ်အိုးဒီလည်းမပေါဘူးဗျာကျွန်တော်မှအိုက်ဂီတာတွေကြောင့်ကျွန်တော်စိတ်တွေညံ့နေတာဒါကြောင့်အသင်းတရေဒီလေးကဗုဒ္ဓတောင်ရလှည့်ပြီးမှအသင်းတရေဒီလေးကကျွန်တော်မှပိတ်ဆို့နေတဲ့စိတ်ချမ်းသာပျော်ရွှင်မှုများငွေတွေဝင်အောင်ပိတ်ဆို့နေတဲ့ငွေလေးတွေရအောင်အဲအကျွေးတွေရအောင်အဲလောက်ကိုင်းတွေအစင်ပြေအောင်ဒီတွေပေါအောင်ကန်တွေပွင့်အောင်ငွေကန်တွေပွင့်အောင်အများဆုံးကူညီစောင့်ကြပါဆိုတဲ့အကြောင်း ဒါမှကျွန်တော်စိတ်ချမ်းသာမှာဖြစ်ပါတယ်ဒါကြောင့်အမြန်ဆုံးအဆင်ပြေအောင်အသင်းသေးသေးလေးရကိုကြီးစောင့်ရှောက်တော်မူပါဆိုတဲ့ကြောင့်ဗုဒ္ဓတောင်ရကိုလှည့်ပြီးမှဆူတောင်းမယ်ဆိုရင်တင့်ရဲ့စိတ်ချမ်းသာပျော်ရွှင်မှုများမကြမီချိန်တွင်းမှာရရှိခံစားမှာဖြစ်ပါတယ်ဒါကြောင့်စိတ်ညစ်တဲ့ပုဂ္ဂိုလ်တွေကဗုဒ္ဓတောင်ရကိုလှည့်အသေးသေးလေးကိုင်းပြီးတော့ဆူတောင်းပြီးတော့ပြုဆူတောင်းလိုက်တော့တင်းတို့မှာပိတ်ဆို့နေတဲ့ကံများအမြန်ဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ကိုနေနီးနေဆက်တဲ့တဲ့လူယောက်ျားယောက်ျားလေးတွေအဲယောက်ျားလေးတွေနဲ့ပတ်သက်တဲ့မှာဒီချိန်မှာ ခမရအခုသွားမယ့်နေရာတနေရာသွားတဲ့နေရာအမှုခင်းပြဿနာတွေဖြစ်တဲ့တင်ငွေကုန်ကြီးကြများတဲ့ရောစားတွေရှိတယ်ကိုကိုရင်ကိုမိသားစုကိုလုံငန်းမှနေတော့ပြဿနာတွေကင်းပြီးပုံမတိုးတက်သွားမှာဖြစ်ပါတယ်ဗျာလူယောက်ျားတွေအားကောင်းနေတာဖြစ်တယ်မင်္ဂလာတွေအားကောင်းနေအလူတွေအားကောင်းနေကာလာမျိုးတွေဖြစ်ပါတယ်ဒါကြောင့်လူယောက်ျားတွေဓာတ်ပြင်းနေစနေတော့နောက်တောင်တော့ခုနနွားလိုလေးကိုတောက်ပြီးမှဆူတောက်ဒါမှမဟုတ်ကိုင်းပြီးမှသုံးတယောက်တို့သူဟာရပြုတ်ပါဗျာအတင်နွားလိုလေး အဲကလူယောက်ျားလုံးမလုပ်ဘူးလုံးလုံးမှဖြစ်မှာအိမ်မကဘူးအိမ်ကမှဖြစ်မှာသူ့လုပ်ငန်းမှမလုပ်ဘူးအဲသူ့လုပ်ငန်းမှလုံးမှဖြစ်မှာလုပ်ငန်းခွင်နဲ့အိမ်ကြားမှာပြဿနာကင်းရင်းနဲ့အိမ်စောစီးပြောင်းမှဖြစ်မှာအိမ်မှာချစ်ချစ်ခင်ခင်မိသားစုပြောပြောပပချစ်ချစ်ခင်ခင်နဲ့နေကြမယ်အိမ်မှာခမရှုပ်တာထွေးတာတွေမကြချင်ဘူးဗျာဒါကြောင့်လူယောက်ျားတွေတက်ပြစ်ပြီးတော့တည်တင်းသွားလို့ဓာတ်ပြနေတဲ့လူယောက်ျားတွေအိမ်ကိုအများဆုံးပြန်လာအောင်အိမ်မှာချစ်ချစ်ခင်ခင်ကျင်နာနေအောင်ရရှိခံစားတဲ့အကျိုးမြတ်တွေရအောင်ကြိုးစားအောင်ရလာတဲ့အကျိုးမြတ်တွေအိမ်ကိုပေးအောင် ကိုကြီးစောင့်ကြောက်တော်မူပါဆိုတဲ့အကြောင်းတဏီတော်နောက်တော်တော်လက်အဲ့နွားတို့လေးကိုတောက်ပြီးမှဆူတောင်းမယ်ဒါမှမဟုတ်တောက်ဆူတောင်းပြီးမှတစုံတယောက်သူ့ကိုကုသိုလ်ပြုမယ်ဆိုရင်ပိတ်ဆိုနေတဲ့လူယောက်ျားနဲ့ပတ်သက်တဲ့ကံများအမြန်ဆုံးပွင့်လန်းသွားမှာဖြစ်ပါလေဗျာနော်ကိုသွားခြင်းတဲ့ခီးကိုပြောခြင်းတဲ့စကားအမှန်သွားခြင်းတို့သွားခွင့်ပြောခြင်းတို့ပြောခွင့်မရဘူးဗျို့အဲ့လိုမျိုးဖြစ်နေတဲ့လွဲချုံနေတဲ့လူများဗုဒ္ဓတောင်းရလက်ပြီးတော့ခမရအဲ့မှာစံဒီလေးသုံးဒီကိုကိုင်းပြီးတော့ဆူတောင်းအသင်စံလေးအသင်စံလေး အဲအတင်ဆန်လေးရဲ့အိမ်မာလေးကိုသွားခြင်းနဲ့ခီးတွေသွားခြင်းနဲ့ပြောတဲ့စကားတွေအောင်မြင်နေသွားမှလည်းကြောက်တယ်ပြောရမှလည်းမအောင်မြင်မှကြောက်တယ်ဒါကြောင့်ကျွန်တော်တို့စိတ်တွေနဲ့သွားတယ်လာတယ်ခီးပြောမယ်ဆိုမဲ့စကားတွေအဆင်မပြေဘူးဗျာအမြန်ဆုံးအဆင်ပြေအောင်အတင်ဆန်လေးကကိုကြီးစောက်ကြောက်ပါဆိုတဲ့အကြောင်းဗုဒ္ဓတောင်ရကိုလှည့်ပြီးဆန်လေးကန်ပြီးဆူတော့ဆူတော့ပြီးလို့ရှိရင်ငက်ကလေးကြက်ကလေးကုသိုလ်လုပ်လိုက်ပါဗျာဟာလားတင်းတို့မှလွဲချုံနေတဲ့ခီးစကားများအမြန်ဆုံးတက်ရောက်သွားမှဖြစ်ပါတယ် ကိုနဲ့နီးနေတဲ့အစုမြင်းမြင်းမြင်းမိမဘလို့ချင်းမင်းနေတပြက်နေတယ်။ငွေကြီးနဲ့ပတ်သက်တဲ့တည်ငြိမ်မှုမရှိဘူး။ငွေကြီးနဲ့စီမံခန့်ခွဲမှုလွဲတွေဖြစ်တယ်။အာခမရအကြီးကိုနဲ့ပတ်သက်တဲ့နီးနေတဲ့အစုဘွဲတွေမှာအထက်နဲ့အောက်မှာအမိတ်မနာခံမှုတွေတယောက်နဲ့တယောက်ယုံကြည်မှုကင်းမဲ့ပြီးတော့အဲဒီခမရအတွင်းစည်းပြိုကွဲနေတာဖြစ်ပါတယ်။ဘေးကကြီးနေတော့အဆင်ပြေနေတာပြောတန်တန်နဲ့ပဲ။ဒါပေမဲ့အတွင်းစည်းကတော့ပြိုးပြဲနေတာ ဲ့လိုမျိုးတွေကြုံတွေ့နေရပြီးမင်းနေတက်ပြည့်နေတဲ့ကာလမျိုးဖြစ်ပါလေဗျာမေဒီလာအတွင်းမှာမင်းနေနဲ့ပတ်သက်တဲ့အကန့်အစုံမုံမောင်ကြတဲ့အချိန်မှာအိုးရင်လောက်ကမ်းညပတ်သက်တဲ့ခေမှာကိုကိုကိုရင်ကိုရမကိုမိသားစုမှာမဒီပဲနဲ့တခြားအရာဒေတာကိုရုပ်တရက်ရုပ်ချီရုပ်ချီထွက်ခွာသွားတတ်တယ်ခင်ဗျာ၄စက္ကန့်၄မိနစ်မိနစ်၄၀နာရီ၄ရက်အတွင်းမှာခင်ဗျာအိမ်ရုပ်ချီပြောင်းလဲမှုတွေကြုံတွေ့တဲ့ကာလဖြစ်တဲ့ကိုကိုရင်ကိုရကိုမိသားစုမျိုးပေါ်နဲ့ကိုရင်ကိုရကိုမိသားမှုတို့တော့တခြားအရာဒေတာကို သွားရောက်နေထိုင်မဲ့သူအန္တရာယ်ကင်းရှင်းပြီးကိုယ်ရင်ကိုယ်ရာကိုယ်နေရာမှာတော့စိတ်မချယုံကြည်မှုအားအတော်နေတယ်ပြဿနာဖြစ်ရင်ကိုယ်ရင်ကိုယ်ရာကိုယ်မိသားစုကိုယ်ယုံကိုယ်ဌာနမှာပြဿနာဖြစ်တတ်တဲ့ကာလမျိုးတွေဖြစ်ပါတယ်ဗျာဘာလို့လဲစီမံခန့်ခွဲမှုလွဲမအမိန့်နာခံတတ်မှုလွဲမကြောင့်အကုန်လုံးကလွဲနေတာဖြစ်တဲ့အတွက်တည့်စရာအကြောင်းမရှိဘူးဒါကြောင့်အိမ်မှာလွဲနေတယ်မင်းနေဓာပြနေတယ်မင်းနေနဲ့ပတ်သက်တဲ့ကိစ္စလေးတွေအဆင်ပြေခြင်းနဲ့ဆိုရင်မင်းရဲ့နာမည်လေးကိုစက်ကူတွေမှာရေးရေးပြီးတော့ရှင်းရင်ခမဓာပူတဲ့ကိုရင်းနှီးလေးခါ ခါပြီးမှဓာဘူးတွေကိုအဲဒီအဲဒီထည့်ထားတဲ့စက်ကူလေးမင်းနာမည်ရေးထားတဲ့စက်ကူလေးကိုထည့်ပြီးတညပိတ်ထားလိုက်ပါဗျာညာဘက်မှာထည့်မင်းဘက်မှာလှပ်ပြလိုက်ပါမင်းနေဓာပြည့်နေတာဖြစ်တဲ့အတွက်ဓာအားပြည့်အောင်လို့ခင်ဗျဘယ်ဒီအားသွင်းပေးလိုက်တာပါဓာသားနဲ့သွင်းပေးတာပါယူနွေးပူပူရှည်နွေးရှိတဲ့နေရာမဟုတ်ပါဘူးယူနွေးအလွတ်ဖြစ်ပါလေဓာဘူးအလွတ်သေးကိုအဲဒီစက်ကူတွေမှာမင်းရဲ့နာမည်လေးရေးပြီးထည့်ထည့်ပြီးညမှာရေးပြီးတော့ထည့်မင်းနဲ့မှာပြန်ဖွင့်ပေးရမှာဖြစ်ပါတယ် ဒါကြောင့်ပြည့်နေတဲ့မင်းနေနဲ့ပတ်သက်တဲ့ဓာတ်တွေပြည့်နေတဲ့မင်းနေဓာတ်ပြတဲ့ကိစ္စညဉ့်ညံပါသည်နော်မင်းနဲ့ပတ်သက်တဲ့တိတိဆက်တဲ့လုပ်ငန်းတွေအဆင်ပြေပါသည်မြေရနဲ့ပတ်သက်တဲ့ကိစ္စတွေအဆင်ပြေပါသည်အပြောင်းရွှေ့ရာထူးတွင်းနဲ့ပတ်သက်တဲ့ကိစ္စတွေအဆင်ပြေပါသည်ဆိုတဲ့အကြောင်းလေးလေးစားစားနဲ့အဲ့ဒီခမံဓာတ်ပူတဲ့ဟိုဆိုက်ကလေးထည့်ပြီးဆိုတဲ့အချိန်ကစပြီးတော့စူတောင်းပြီးမှထည့်ထုတ်တဲ့အခါမှာဆူတောင်းပြီးမှထုတ်ရင်မင်းနေဓာတ်ပြနေတဲ့ကိစ္စများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်။နော်အကူနဲ့ပတ်သက်တဲ့နှုတ်နဲ့ဆက်သက်တဲ့အဆုပွဲအုပ်စုထီးရိုးဟာနဲ့ပတ်သက်တဲ့ကိစ္စ ဓီရီပေါက်တတ်တယ်အမှုခင်းတွေဖြစ်တတ်တယ်ပြဿနာတွေဖြစ်တတ်တယ်ပြဿနာဖြစ်ရင်ငွေကုန်မယ်နော်ပြဿနာဖြစ်နိုင်ငံရေးမှုဆိုထောင်ရမယ်အ ਨੇ သုနှစ်မှုတက်ခံမယ်အ ਨੇ သု၁၀နှစ်နဲ့အထက်ကြတတ်တယ်ဗျာနိုင်ငံရေးလို့လို့မရဘူးရိုးရဖို့ရင်ဒုရကြောမှာဖြစ်ပါတယ်ငွေကြေးများစုလိုက်ပြုံးလိုက်လုံးလိုက်ခဲလိုက်ဝင်ရောက်လာမှာဖြစ်ပါတယ်ဒါကြောင့်လူချင်းတဲ့ပုံကအင်္ဂါတောင်အရှိတောင်တောင်လဲရေးလစ်တောက်ပြီးမှသူတော့အတင်းလေးရိုးရဖို့လို့ဒုရကြောပြီး အမှုခင်းပြတနာတွေဝေကင်းနေငွေကြီးများအောင်မြင်ကြကြပြီးရှူတဲလဲငွေတဲလဲနဲ့ပြောပွဲရှင်ပွဲတွေမှာလှူချင်းတန်းညင်လိုက်တာဗျာအဲ့ဒီခွင့်တင်နိုင်တဲ့အခွင့်အလမ်းတွေပုံအောင်ကူညီပါအတင်းရေးလေးကကူညီပါဆိုတဲ့အကြောင်းအင်္ကာတော့အရှိတောင်တောင်လက်ရေးလေးတောက်ပြီးမှဆူတောင်းမယ်ဆိုရင်သင်တို့မှာပိတ်ဆို့နေသောမင်းနဲ့ပတ်သက်တဲ့ကိစ္စအယိုးရနဲ့ပတ်သက်တဲ့အမှုခင်းပြတနာတွေဝေကွာပြီးခမငွေကြီးများအဆုလိုက်ပြုံးလိုက်လုံးလိုက်ခဲလိုက်ဝင်ရောက်လာမှာဖြစ်ပါတယ်နော်အာဒီတင်းရရတော့ခမ25ရဲ့6လ2025 နော်အဲ့ဒါတောက်ကြအဝဘော့ဟို6လပိုင်းဖြစ်ပါတယ်ဗျာတောက်ကြသာသမီတွေနဲ့ပတ်သက်တဲ့အထူးကံကောင်းသေးတဲ့ကဏ္ဍတွေတင်ပြပေးသွားမှာဖြစ်ပါတယ်တောက်ကြသာသမီတွေအောင်မလေးဒီကိုထိုးမယ်ဆိုရင်အင်္ကာတောင်အရှိတောင်တောင်လည်းရေးလေးတောက်ပြီးပါဆူတောက်အသိရေးလေးကျွန်တော်တို့အောင်မလေးထီကံလေးတွေစမ်းတော့မယ်ဗျာထီကံလေးတွေနဲ့ပတ်သက်တဲ့ကိစ္စလေးတွေအဆင်ပြေခြင်းနဲ့အဲ့ဒီထီကံလေးတွေနဲ့ပတ်သက်တော့အဆင်ပြေအောင်ကုညီစောက်ကြောက်တော်မူပါဆိုတဲ့အကြောင်းအင်္ကာတောင်အရှိတောင်တောင်လှည့်ပြီးမှရေးလေးတောက်ပြီးဆူတောက်ဆူတောက်ပြီးတဲ့အခါမှာကျွန်တော်တို့ရပြောလို့ရှိရင်ခွန်လို့ ခွန်လို့နော်ခွန်တို့၃တို့၅တို့၄ဆိုတဲ့ခဏလေးတွေနဲ့ပတ်သက်တာ၃လေး၅ခွန်ဆိုတဲ့ခဏလေးတွေခွေးမယ်ဆိုရင်တော်တော်များများအဆင်ပြေမယ်အထူးသဖြင့်ခွန်လေးတို့ခွန်၅တို့ခွန်၃ဆိုတဲ့ခဏလေးဒီဒီဘက်မှာကန်ဆန်းမယ်ဆိုရင်တော့တောက်ကြတာသူများဒီတလအတွင်းမှာကံများအထူးပွင့်မှာဖြစ်ပါလေဗျာဒါကြောင့်တီယောအောင်မလေးတီယောအနောက်ရောက်ဝေါ်အင်္ဂါတောင်အရှိတောင်တောင်လက်ပြီးမှရေလေးတောက်ပြီးဆူတောင်းမယ်ဆိုရင်တောက်ကြတာသူများဒီဒီဘက်မှာထီကံလေးတွေအများဆုံးပွင့်လန်းသွားမှာဖြစ်ပါလေဒါထီကံလေးတွေစမ်းမယ်ဆိုရင်၃လေး၅ခွန်ဆိုတဲ့အခွေလေးတွေစမ်းမယ် အာမဘာဘာဘာသုံးခုလေးခုငါးခုဆိုတဲ့ခဏလေးဒီကန်ဆတ်မယ်ဆိုရင်တင်းတော့မှပိတ်ဆိုနေတဲ့ထီကံများအမြန်ဆုံးပွင့်လာမှာဖြစ်ပါလေဗျာကျွန်တော်တို့ရွှေချမ်းမီမိသားစုကပေးတဲ့ရေဒီယာလေးရလိုလေးလေးတွေပေးတာပါ15ရက်မှာဘာလို့ပေးရတော့ဆိုတော့ဒကြံမှာအင်္ဂလိပ်လို73ရက်နဲ့79ရက်ဒကြံကြတဲ့နေ့တွေပါဒါကြောင့်ဒကြံရက်ဒီမှာအင်္ဂလိပ်လို15ရက်မှာနှစ်စတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကတလဇာတွေကိုလွှင့်တဲ့အခါမှာတရက်နေရာစလွှင့်တရက်နေ့15ရက်မှာအစင်ပြေးပြီး15ရက်နောက်ပိုင်းမှာအစင်မပြေတတ်ဘူးပြု ဒါကြောင့်ကျွန်တော်က15ရက်နေ့ကစတယ်15ရက်နေ့လကုန်မှအဆင်ပြေတယ်။နောက်လ10ရက်နေ့က15ရက်နေ့မှအဆင်ပြေတာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်နက်ခတ်တွေနဲ့ဟောတဲ့အခါမှာအဲဒီနက်ခတ်ရဲ့ကာလအတိုင်းအတာရသွားနေရတာဖြစ်ပါတယ်။ကျွန်တော်တို့ဂျိုသက်ဒီနဲ့သွားတယ်နက်ခတ်ဒီနဲ့သွားတယ်သွားတဲ့အခါမှာသူ့ရဲ့တတ်မှတ်ထားတဲ့ကျွန်တော်ဟောခွက်တွေမဟုတ်ဘဲနဲ့ဓာတ်ဆိုင်တိုက်ရဲ့လောက်တော့တတ်မှတ်ထားတဲ့နေ့တတ်မှတ်ထားတဲ့အချိန်တတ်မှတ်ထားတဲ့တောင်းတတ်မှတ်ထားတဲ့ပစ္စည်းတွေအကိုင်းတွေဆူတောင်းမယ်ဆိုရင်အဆင်ပြေမယ်ဆိုတဲ့ဟာရှိပါတယ်။ဒါကြောင့်ကျွန်တော်တတ်မှတ်ထားတဲ့အချိန်ဒီတတ်မှတ်ထားတဲ့နေ့ဒီ တတ်မှတ်ထားတဲ့နေရာတွေမှာတတ်မှတ်ထားတဲ့ပစ္စည်းတွေကိုင်ကြွယ်ဆူတောင်းလို့ရှိရင်အများဆုံးအဆင်ပြေရလုံကကျွန်တော်က15ရင်းနေနေရာလေးနောက်လာ15ရင်းနေဒီတက်လာတာကို15ရင်းနေစပြီး15ရင်းနေစုံပြေးရတာဖြစ်ပါလေဗျာကျွန်တော်တို့ရွှေညာမီမိသားစုကပြီးတဲ့ရေရာလေးတွေလွေလွေလေးတွေပြီးတာပါလွေလွေလေးတွေပြုလုပ်ချင်းပြင်းတို့မှာအဆင်ပြေတယ်တို့ကြားတဲ့အတွက်ကျွန်တော်တို့ဝမ်းသာပါတယ်ကျွန်တော်တို့ငွေခမရတို့တသိန်းပေးခြင်းနဲ့ကျွန်တော်ပေးစရာမရှိပါဘူးခမရတို့တသိန်းရဝန်တာတာပဲခမရတို့စီကဘာမှလိုချင်တာမရှိဘူးကျွန်တော်တို့ဆိုလို့ချင်းအသက်တည်ကြီးပြီး ကျွန်တော်နေ့စဉ်ဒီကရက်ကူးချိုးတွေလို့ရတယ်မနေ့ဆို9နာရီလောက်ကနေပြီးတော့ကျွန်တော်တို့9နာရီခွဲ10နာရီလောက်ဒီရက်ရတယ်နေ့ခင်း2နာရီလောက်မှရက်ရတယ်6နာရီလောက်ဒါက6နာရီခွဲနောက်ပိုင်းမှာ6နာရီခွဲလွှင့်မှုတွေကျွန်တော်တို့မြန်မြန်ရက်ပြီးမြန်မြန်တင်းပေးနေရတာဖြစ်ပါတယ် channel ၄ခုဖြစ်ပါတယ်ပတ်သက်ရလို့လုပ်နေတာမဟုတ်ပါဘူးစေတနာထားပြီးတော့လူတွေတို့ခရောက်တယ်ကိုကြောင်တစ်ခုခုသူတို့အဆင်ပြေပြီးရောဆိုတဲ့ကိစ္စနဲ့လောက်ရတာပါအဲ့ဒီလိုကျွန်တော်တို့ထုတ်လုပ်တော့လွှင့်နေတဲ့အတွက်ကျွန်တော်တို့ဖုန်းပေလေးတွေကုန်းနေ အင်တာနက်ကားလေးဒီကုန်းနဲ့ဖုန်းကြီးလေးနဲ့အင်တာနက်ကားဆိုတက်လာ၄000လောက်ကျွန်တော်တို့ကအစိုးရအငင်းသားတွေဖြစ်တဲ့အတွက်ရတဲ့ပင်စိန်လေးနဲ့ကျွန်တော်တို့အဆင်ပြေအောင်တည်ဆောက်နေတာဖြစ်ပါတယ်ကုသိုလ်လူချင်းတို့လုပ်တော့ပါအကုသိုလ်လုံးရမယ်လုပ်ငန်းတွေမလုပ်ပါဘူးဒါကြောင့်တချို့ကိစ္စတွေမှာကော့မတ်တွေရေးတဲ့ခါမှာကျွန်တော်တို့အကုသိုလ်ဖြစ်မဲ့ကျွန်တော်တို့နောက်ချက်ဖြစ်စီမဲ့ကျွန်တော်တို့အစိတ်ထဲမှာအအောင်နောက်ဆီတဲ့ကိစ္စတွေရေးမယ်ဆိုလို့ရှိရင်တော့အာကျွန်တော်တို့တောင်းပန်ပါလေကျွန်တော်တို့ခင်ဗျားတို့လည်းမစိမ့်ဘူးဘာမှမပြော အဲကျွန်တော်တို့ကိစ္စကျွန်တော်တို့လုပ်တော်မှာဖြစ်ပါတယ်ကျွန်တော်တို့ကကုသိုလ်လုပ်ငန်းတွေလုပ်နေတာဖြစ်တဲ့တဲ့ကျွန်တော်တို့ကုသိုလ်တွေကိုကုသိုလ်ဖြစ်ယူပါအကုသိုလ်တွေမယူကြပါနဲ့နော်ကျွန်တော်တို့ကလေးလေးစားစားအဲဒီ6လပိုင်းအာတောက်ကြသာသမီများနဲ့ပတ်သက်ပြီးတက်လာတာကံကြမ်းမောင်းကိုတင်ပြပေးလိုက်ပါတယ်ဗျာအားလုံးကိုကျေးဇူးအထူးတင်ပါတယ်ဗျာဆရာကြီးမြန်မာပြည်ပါ